မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ2ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်ကောင်စီတပ်အတွင်းမှဒုတိယဗိုလ်မှူးကြီးအဆင့်အရာရှိ25ဦးထက်မနည်းကိုစစ်ကောင်စီကထပ်မံပြီးတော့အပြောင်းအလဲပြုလုပ်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နေပြည်တော်စစ်ရုံးချုပ်ကြီးစစ်စင်ရေးက နေတီတော်ဗျူဟာမူယာရုအဖြစ်နဲ့ဒုဗုံမူကြီးကျော်ခိုင်လင်းကို၎င်းတက်မတော်ဂုံပြူတက်ခွဲနဲ့စစ်တီဝိုင်းတက်ကဒုတိယဘိုးမူကြီးအောင်အောင်ကိုအမှတ်6စစ်စီရေးကိုကဲမှုတက်ကို၎င်းပြောင်းရွှေ့လိုက်တယ်လို့သိရပါတယ်။၎င်းတို့နှစ်ဦးမှာစောင့်ကြည့်ရမယ်သူများဖြစ်တယ်လို့စီဒီအမ်ဘူကြီးဇေယောကပြောကြားထားပါတယ်။မေလ31ရက်နေ့မှာဒုတိယဘိုးမူကြီး25ဦးခန့်ကိုတက်အတွင်းအပြောင်းရွှေ့လှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ဒုတိယဘိုးမူကြီးများဟာယာရုတဆင့်တွန်းနဲ့အပြောင်းရွှေ့များပြုလုပ်ခြင်းဖြစ်တယ်လို့သိရပါတယ်။ မကြသေးခင်ကလည်းတိုင်းမှုများလက်ယုံတက်ညွှန်ကြားရေးမှုဘိုးချုပ်များနဲ့ဘုံမှုကြီး36ဦးကိုယာဒူကနေအနာပေးခြင်းယာဒူတို့အပြောင်းအရွှေ့များပြုလုပ်ခဲ့ကြောင်းသိရှိရပါတယ်။ကြော်ခိုင်လင်းတယောက်ကတော့နင်းနဲ့ထူးဆန်းတဲ့ဒီကြီးစစ်စင်ရေးကနေပြီးတော့နေပြည်တော်တိုင်းမှာပဲဗျူဟာမှုကတ်ထွက်တယ်ဆိုတော့သူကတော့နင်းနဲ့ထူးဆန်းတဲ့စောင့်ကြည့်ရမယ်သူပဲ။နာကတတွေတက်ပြီးသွားတာနဲ့ဘုံမှုချုပ်ဘိုးချုပ်ယာထားသွားတဲ့သူတွေဖြစ်မယ်လို့ကျွန်တော်ကတော့မှန်းတယ်။နောက်စစ်တီဝိုင်းတက်ကနေပြည်တော်ကနေပြီးတော့အတီးအမှုတ်သမားကစကခ6ကိုထွက်တယ်ပေါ့နော်။ နေပြည်တော်ကနေနေပြည်တော်ပဲအဲ့ဒီတယောက်ကလည်းစောင့်ကြည့်ရမယ်အထည်ပါတယ်လို့စီဒီအမ်ဘူကြီးဇေယောကပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဝိုင်းမော်မြို့ရွှေညောင်ပင်တပ်စခန်းကိုပြန်လည်သိမ်းယူဖို့အတွက်စစ်ကောင်စီကအင်အားစုပြီးတော့ထိုးစစ်ဆင်လာတာကြောင့်ထိတွေ့တိုက်ပွဲတွေဖြစ်ပွားလာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အင်းအား200ဝန်းကျင်ပါတဲ့စစ်ကြောင်းဟာဝိုင်းမော်ဘက်ကိုမေလ29ရက်နေ့ကလေကြောင်း drone နဲ့လက်နက်ကြီးပစ်ကူတွေယူပြီးတော့စစ်ကြောင်းထိုးလာတဲ့အတွက်ထိတွေ့တိုက်ပွဲတွေရှိခဲ့တယ်လို့သတင်းအရေးမြစ်ကပြောဆိုခဲ့ပါတယ်။ထိတွေ့မှုတွေဖြစ်တဲ့ချင်းသားကြီးတွေပိုးပြီးတော့တက်လာကြတာလေးလို့ပြောဆိုခဲ့ပါတယ်။စစ်ကောင်စီတပ်ရဲ့လက်နက်ကြီး၊လေယာဉ် drone တွေနဲ့တိုက်ခိုက်မှုတွေကြောင့်တော်လိုင်းတပ်တွေဘက်ကအထိနာရာတွေလည်းရှိတယ်လို့ပြောပါတယ်။ဗလာမင်းထင်စစ်ကြောင်းဆိုပြီးတော့စစ်ကောင်စီဘက်ကအမည်ပေးထားပြီးဆက်လေတွေနဲ့ကမ်းကိုကူးလာတာဖြစ်တယ်လို့သတင်းရင်းမြစ်ကပြောပါရယ် အဲ့ဒီစစ်ကြောင်းဟာကချင်ပြည်နယ်ဝိုင်းမော်ဘက်မှာလက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲတွေမှာအင်အားဖြည့်မှုနဲ့တော်လိုင်းပူပေါင်းတပ်တွေတိမ့်ပိုက်ထားတဲ့ရွှေညောင်ပင်ခမရ၃နှစ်တက်ကိုပြန်လည်သိမ်းယူဖို့အစီအစဉ်ရှိပုံရတယ်လို့လည်းပြောပါရတယ်။အဲ့ဒီစစ်ကြောင်းနဲ့အခုလက်ရှိစစ်ဆိုင်ထားတဲ့အခြေအနေရှိပြီးတော့တိုက်ပွဲအချိန်မြွေပြန်လည်ဖြစ်ပွားနိုင်ခြေရှိတယ်လို့သိရပါရတယ်။ဝိုင်းမော်မြို့နယ်အတွင်းမေလမှာစတင်ခဲ့တဲ့ KIA ရဲ့ထိုးစစ်ကြောင်းဝိုင်းမော်မြို့လုံခြုံရေးအတွက်အရေးပါတယ်။ရွှေညောင်ပင်ခမရ၃နှစ်တက်အပါအဝင်တပ်စခန်း၂၀ကျော်ကိုစိတ်ကောင်းစီကလက်လွတ်ခဲ့ရကြောင်း သတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ဒဝဲခရိုင်ရေပြူမြို့နယ်မှာစစ်ကောင်စီတပ်ကဗိုလ်ကြီးတအူဟာအင်စည်းကားနဲ့ဒဝဲမြို့ဘက်ကိုမောင်းနှင်လာတဲ့အချိန်စောင့်ကြိုပစ်ခတ်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဇော်လာတရက်နေ့မနက်7:22မိနစ်ခန့်ကခလာရ၄ရက်ခွန်တရင်ကဘူကြီးဇင်ဝင်းအောင်ဟာအင်းစည်းကားတစ်စီးနဲ့ဒဝယ်မြို့ဘက်ကိုမောင်းနေလာတာကိုအသင့်ဆောင်ဆိုင်ပြက်ခတ်ခဲ့ခြင်းဖြစ်ပြီးတော့ပြက်ခတ်မှုကြောင့်ကားမောက်သွားပြီးတော့နေရာမှာတင်ပွဲချင်းပြီးတိတ်ဆုံးသွားတယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာကားပေါ်မှာပါလာတဲ့အမျိုးသမီးတအုပ်နဲ့ကလေးနှစ်ဦးကိုဘေးလွတ်ရာကိုပြောင်းရွှေ့ပေးခဲ့ပြီးတော့ဘူကြီးဇင်ဝင်းအောင်နဲ့အတူပါလာတဲ့ပျက်စီးများကိုစစ်ဆေးရန်တင်စီခဲ့တယ်လို့ YPPDF ကသိပေးထားပါတယ်။ရေပြူအခြေဆိုင်ခလာရ၄ရက်ခွန်ကစစ်ကောင်စီတပ်ဘူကြီးဇင်ဝင်းအောင်ကို က်ခိုက်မှုကိုတဝဲအမျိုးသားလွတ်မြောက်ရေးတပ်မတော် DNLA နဲ့ရေပြည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPPDF တို့ပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့နိုင်ငံတော်မှာစစ်ရေးတွေအရှိန်မြင့်တင်လာတဲ့အတွက်ကြောင့်မိဘပြည်သူများစစ်ရေးအသည့်သတိနဲ့တွာလာနေထိုင်ကြဖို့ကိုထုတ်ပြန်ထားတယ်လို့သိရပါဗျ။ပြီးခဲ့တဲ့မေလ28ရက်နေ့ကလည်းရေပြည်မြို့နယ်ကနေပြီးတော့စစ်ကောင်စီလက်အောက်ခံပြည်သူစစ်တပ်ဖွဲ့ဝင်း2ဦးလို့ဆိုတဲ့အမျိုးသား2ဦးကိုစစ်အာဏာရှင်တိုက်ဖြတ်ရေးအဖွဲ့ MNSP AD ကဖမ်းဆီးထိန်းသိမ်းခဲ့သေးကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းမုံရွာမြို့အဝင်မှာအကြမ်းဖက်စစ်ကောင်စီရဲ့မိုးကာအုပ်ရင်တန်းကိုမိုင်းဆွဲတိုက်ခိုက်ရာထိခိုက်သေးဆုံးမှုရှိနိုင်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ၁ရက်နေ့မွန်လွယ်၂:၃၅မိနစ်အချိန်ကစခိုင်းမြို့ကနေထွက်လာတဲ့မိုးကာအုပ် 6ဘိန်းကားပါ15စီးရင်တန်းကိုမုံရွာမြို့အဝင်းမှာပြည်သူ့ကာကွယ်တပ်ဖွဲ့များကဗရေသာမိုင်း9လုံးနဲ့ဖောက်ခွဲတိုက်ခတ်ရာမိုးကာအုပ်6ဘိန်းကားတစီးမိုင်းမိပြီးတော့ထိုးရက်သွားတယ်လို့သိရပါတယ်။ရင်မောမှာပါလာတဲ့အကြမ်းဖက်စစ်ကောင်းစီတပ်သားတွေလည်းထိခိုက်ဒိတ်ဆုံးမှုရှိနိုင်တယ်လို့သိရပါတယ်။မိုးကာအုပ်6ဘိန်းကားမိုင်းမိတယ်အဲ့ဒီကထိုးရက်သွားပြီးတော့ညနေ9:00နာရီဝင်းကျင်လောက်မှာမုံရွာမြို့ထဲကိုဝင်လာတယ်။အသေးပြောက်ကတော့ရှိနိုင်တယ်။အတိအကျမသိရသေးဘူး။မြို့အဝင်မအူဂိတ်ကလည်းလမ်းသွားလမ်းလာတွေအကုန်ပိတ်လိုက်ပြီးတော့ဂိတ်ကနေရင်တန်းကိုကင်းယူပေးနေတဲ့သူတွေရော 40မမလက်နဲ့ငယ်လေးနဲ့တောက်လျှောက်ကိုပြစ်နေတာလို့ Peace Takers Task Force PTDF တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်။၎င်းတိုက်ခိုက်မှုကို Peace Takers Task Force PTDF နဲ့ The Brightness မုံရွာအဖွဲ့တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထူးကံရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ်ချွေကူမြို့နယ်မျိုးကုန်းတိုက်နယ်ဆေးရုံကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့စစ်ကောင်စီကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ရာပြည်သူတို့အူသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇွန်လ10ရက်နေ့ည7:00နာရီကျော်အချိန်မှာရွှေကူမြို့နယ်မြို့ကုန်းတိုက်နယ်ဆေးရုံမှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့စစ်ကောင်စီကလေရင်နဲ့ဘုံကျဲခဲ့တဲ့အတွက်ကြောင့်ပြည်သူတအူးတေဆုံးသွားတယ်လို့သိရပါဗျ။ဆေးရုံဟာလည်းလုံးဝပျက်စီးသွားတယ်လို့သိရပါဗျ။ ညရောနေရောကချင်ဘက်မှာလေရင်နဲ့စစ်တပ်ကဘုံကျဲနေတာတောက်လျှောက်ပဲမျိုးကုန်းတိုက်နယ်စေယုံကိုလည်းဘုံလာကျဲတာမှာကလေးငယ်တအူးဆုံးပါတယ်ဟိုတနေ့ကလည်းဝိုင်းမော်ဘက်မှာလေရင်နဲ့ဘုံကျဲသွားတယ်အရက်ဘက်ပြစ်မှတ်တွေကိုပဲစစ်တပ်ကလေရင်နဲ့ဘုံကျဲနေတာဖြစ်တယ်သူဘုံကျဲတဲ့နေရာတွေကစစ်ရေးနဲ့ဘာမှမပတ်သက်ဘူးလို့ KIA ရဲ့သတင်းအရင်းမြစ်ကပြောဆိုထားပါတယ်လက်ရှိမှာကချင်ပြည်နယ်မိုးမောက်မန်စီရွှေကူဝိုင်းမော်တနိုင်းအပါအဝင်မြို့နယ်များမှာ စစ်ကောင်စီတပ်ရဲ့စခန်းများကို KI ဥဆောင်တဲ့ဒေါ်လိုင်းတပ်များကမက်စလ9ရက်နေ့ကနေစတင်ပြီးအရှိန်အဟုန်နဲ့တိုက်ခိုက်သိမ်းပိုက်လျက်ရှိကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်တန်တွဲမြို့မှာမိမိရတဲ့အတွက်ကြောင့်ပြည်သူများရဲ့လူမှုဘဝအခြေအနေဟာဆိုးဝါးနေပြီးတော့ဖုန်းတစ်လုံးအားသွင်းရင်ငွေကျပ်တစ်ထောင်နီးပါးပေးနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ် တန်တွဲမြို့နယ်ပတ်ဝန်းကျင်မှာစစ်ကောင်စီတပ်များနဲ့တော်လိုင်းတပ်များကြားမှာတိုက်ပွဲများအပြင်းထန်ဖြစ်ပွားတဲ့အချိန်ကစပြီးတော့လျှက်စစ်မြေများပြတ်တောက်ခဲ့တယ်လို့သိရပါဗျ။အဲဒီနောက်မှာတော့တိုက်ပွဲများကြောင့်နယ်မြေတည်ငြိမ်မှုမရှိတော့ဘဲ ်စစ်တပ်ကတန်တွဲမြို့ကိုပိတ်ဆို့ကခုခံစစ်အတွက်ပြင်ဆင်နေတယ်လို့သိရပါဗျ။လျှက်စစ်မီးရရှိရေးအတွက်စစ်ကောင်စီကဒဇုံတရားလှုပ်ဆောင်ခြင်းလည်းမရှိတော့ဘူးလို့သိရပါဗျ။မီးကမရတော့ဘူး။မီးမရတော့အဓိကဖုန်းအားသွင်းဖို့တောင်မလွယ်တော့ဘူး။လူမှုရေးစီးပွားရေးတွေလည်းမီးမရတော့အရန်ကိုခက်ခဲနေပါတယ်လို့တန်တွဲမြို့ကဒေသခံပြည်သူတို့ကပြောဆိုထားပါဗျ။တန်တွဲဒေသကရင်အရင်းမြစ်ဒွါရဝတီ Community Based News Agency ကတော့တန်တွဲမြို့မှာလျှက်စစ်မီးမရတဲ့အတွက်ဗန်လုံငန်းစေးရုံကခွဲစိတ်မှုဆိုင်ရာလူနာများ ဖုန်းလိုင်းဆက်သွယ်ရေးတွေအလွန်ခက်ခဲနေတယ်လို့ပြောဆိုခဲ့ပါတယ်။ဘန်တွေဆိုရင်လည်းတရက်ကိုတနာရီပဲမိစက်နှိုးပြီးတော့ဖွင့်တယ်။ဘန်နဲ့ပတ်သက်ပြီးဆက်ဆက်လောက်ကင်နေရတဲ့သူတွေအခက်အခဲကြုံတွေ့နေရတယ်။စေးရုံဆိုရင်လည်းခွဲစိတ်ရမယ့်လူနာတွေကိုခွဲဖို့အတွက်တရက်စင်မီမရှိဘူး။အရေးပေါ်ခွဲစိတ်ရမယ့်ကိစ္စကြုံလာရင်ခတ်မယ်။ တလောကတော့ပုပ်ပလီက73စီဆိုင်တစ်ခုကစီလူတာကိုတွေးလိုက်တယ်ဂါလန်200လှူတယ်မီးစက်နှိုးပြီးသုံးဖို့အတွက်ပေါ့နောက်တစ်ခုကအောက်ဆီဂျင်ဆက်ယုံမလဲနိုင်တော့တာလဲလောက်ဝက်လောက်ရှိနေပြီမီးပြတ်တာကမေလ18ရက်နေ့ညာပိုင်းကလေးကပြတ်တာဆိုတော့အခုဆိုရင်16ရက်လောက်ရှိနေပြီမိုးမရခင်ကဆိုရင်ရေတွေလည်းခန်းရေတင်စရာလည်းမီးမရှိတော့လူတွေရေပြတ်တယ်အခုတော့မိုးပြန်ရွာတော့ရေတော့နည်းနည်းရပြီနေမှာမီးပြတ်တာဆိုတော့ရန်ကုန်လောက်တော့ဒုက္ခမရဘူး။ရာသီဥတုကလည်းအဲကွန်ဖွင့်စရာမလိုဘူး။ရေတွင်းတွေရှိတယ်။ထင်းနဲ့ချက်ပြုတ်စားလို့ရတယ်။ အဓိကကတော့ဆေးရုံမှာခွဲစိတ်လူနာတွေနဲ့အောက်ဆီဂျင်လိုတဲ့လူနာတွေအတွက်အခက်ကြုံနေရတယ် EPC ကအခုထိဘာတွေလုပ်နေလဲမသိဘူးဘယ်တော့မီးပြန်လာမယ်ဆိုတာကိုလည်းတရားဝင်ထုတ်ပြန်တာမရှိသေးဘူးလို့ Dravery Community Based News Agency ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်တန်တွဲမြို့မှာကဖုန်းအားသွင်းခြင်း power bank အားသွင်းခြင်းအာသွင်းကအသုံးပြုရတဲ့ဓာမီမိသီးများအာသွင်းပေးခြင်းစတဲ့ဝန်ဆောင်မှုလုပ်ငန်းတွေတော့ပေါ်ထွန်းနေတယ်လို့သိရပါဗျ။တမျိုးနယ်လုံးလျှက်စစ်မီပြတ်တောက်နေခြင်းဖြစ်တဲ့အတွက် ဖုန်းအားသွင်းလိုသူများပြားနေခြင်းကြောင့်အခကြေးငွေနဲ့ဝန်ဆောင်မှုပေးတဲ့လျှက်စစ်အားသွင်းပေးတဲ့လုပ်ငန်းတွေပေါ်ပေါက်လာခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။တန်တွဲမြို့မှာမီးစက်များနှိုးပြီးတော့ဖုန်းအားသွင်းဝန်ဆောင်မှုပေးရမှာဖုန်းတစ်လုံးကို900ကျပ်ကနေပြီးတော့ငွေ1000ကျပ်အထိဈေးပေါက်ရရှိတယ်လို့သိရပါဗျ။ပါဝါဘန့်တစ်လုံးကိုလည်းလျှက်စစ်မီးတစ်ခါအားသွင်းရင်ကျက်တထောင်ပေးနေရတယ်လို့သိရပါတယ်။ရက်ကွက်အတွင်းမှာမီးစက်မောင်းပြီးတော့တပိုင်းတန်တိုင်းဖုန်းအားသွင်းဝန်ဆောင်မှုများပေးကြသလိုတရက်ကိုဖုန်းအလုံးကြီးရာချီပြီးတော့အားသွင်းပေးတဲ့နေရာတွေလည်းရှိနေကြောင်း သတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဗိမ့်မြို့နယ်ပတောင်းချေရွာအုပ်စုမှာစစ်မှုထမ်းဖို့မဲပေါက်ထားပြီးနေအိမ်မှာမရှိတဲ့သူတွေရဲ့မိဘတွေစီမှာအုပ်ချုပ်ရေးအဖွဲ့ကငွေချက်300တောင်းခံနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်ပတောင်းချေရွာအုပ်စုမှာအခုနှစ်မတ်လကစစ်မှုထမ်းတင်တဲ့ပထမတုပ်အတွက်မဲနိုင်ခဲ့တာပါအဲ့ဒီအချိန်ကမဲပေါက်ခဲ့တဲ့သူတွေရဲ့မိဘတွေကိုပြီးခဲ့တဲ့မေလ25ရက်နေ့မှာချေရွာအုပ်ချုပ်ရေးမှုတွေနဲ့ရွာအိမ်မှုတွေကဆက်သွယ်ပြီးတော့မဲပေါက်ခဲ့တဲ့သူဟာအိမ်မှာမရှိလို့ အခုလိုမျိုးငွေကြေးတောင်းခံနေတာဖြစ်တယ်လို့ဒေသခံတွေကဆိုပါတယ်ကျွန်တော်တည်ထားရတဲ့လောက်ကတော့အဲ့ဒီကိစ္စကမက်စလာတုန်းကလူမရှိဘူးဆိုပြီးအထက်ကိုစတင်လိုက်ပြီးတော့ပြီးသွားပြီလို့တည်ထားတယ်ဗျအဲ့လိုပြီးပြီးသားကိစ္စကိုသူတို့ကအခုမှထပြီးတော့ပတ်စံလိုက်တောင်းတာပါမပေးရင်လည်းရှိတဲ့သူကိုဖမ်းမယ်လို့ပြောပြီးတော့တောင်းနေတာလို့ပတောင်းကျေးရွာအုပ်စုတွေကတောင်ပလဲကျေးရွာကအမျိုးသားတူကပြောပြထားပါဗျပတောင်းကျေးရွာအုပ်စုမှာပတောင်းရွာရှမ်းတောင်ရွာတောင်ပလဲရွာနဲ့ ်တက်လက်ငယ်ရွာတို့ပါဝင်ပြီးတော့မတ်လ15ရက်နေ့ကမဲနိုင်အားမှာရွာလေးရွာအတွက်တရွာကိုတအုံနှုံနဲ့လေးဦးမဲပေါက်ခဲ့တာဖြစ်တယ်လို့ပတောင်းချေးရွာအုပ်စုဒေသခံတွေစီကသိရပါဗျ။ဒါပေမဲ့မဲပေါက်တဲ့သူ၄ဦးစလုံးဟာ၎င်းတို့နေအိမ်မှာမရှိဘဲနဲ့အခြားနေရာတွေမှာတွားရောက်အလုပ်လုပ်ကိုင်ကြတဲ့သူတွေဖြစ်တယ်လို့ဒေသခံတွေကပြောပါဗျ။ချေးရွာလေးရွာတွေကပတောင်းချေးရွာကတော့မဲနိုင်ခဲ့တဲ့အချိန်ကလေးကတရွာလုံးပတ်စံစုပြီးတော့အုပ်ချုပ်ရေးမှုတွေနဲ့ယာယီမှုတွေကိုငွေကျပ်25သိန်းပေးခဲ့တယ်လို့ ပတောင်းရွာကန်အမျိုးသားတဦးစီကသိရပါဗျ။ဒါကြောင့်မို့လို့လက်ရှိမှာတော့ကြံတဲ့ခြေရွာ၃ရွာကမဲပေါက်ခဲ့တဲ့သူတွေရဲ့မိဘတွေစီကနေထပ်မံတောင်းခံနေတာဖြစ်တယ်လို့ပတောင်းရွာကန်အမျိုးသားကပြောပါဗျ။သူတို့ကဘလို့တွေးလဲဆိုတော့ကျွန်တော်တို့ပြည်သူတွေကတောင်းရင်စုပြီးတော့ပဲဖြစ်ဖြစ်ပေးကြမှာပဲဆိုပြီးတော့တောင်းတာအခုပတ်စံထတ်တောင်းတဲ့ကိစ္စကလည်းစိတ်ကောင်းစီကတောင်းခိုင်းတာထက်သူတို့ရဲ့စံနာနဲ့သူတို့ထတ်တောင်းတာလို့ပဲထင်တယ်လို့ပြောဆိုခဲ့ပါဗါတယ်ပတ်စံချက်သိန်း20အတောင်းခံရတဲ့မိသားစုတွေအနေနဲ့ စီးပွားရေးအကြက်တဲတွေနဲ့စားဝတ်နေရေးအခက်ခဲတွေကြောင့်အခုလက်ရှိအချိန်အထိကိုပတ်စံမပေးနိုင်သေးတာကြောင့်ဖမ်းဆီးခံရမှာကိုစိုးရိမ်နေကြတယ်လို့ဒေသခံတွေရဲ့ပြောဆိုချက်အရသိရပါဗျ။အခုလိုမျိုးငွေကျပ်သိန်း20တောင်းခံတဲ့အပြင်ပြီးခဲ့တဲ့မေလ26ရက်နေ့ကလည်းယာအိမ်မှုတွေကနေပြီးတော့စစ်မှုထမ်းတတိယအထုပ်အတွက်ဆိုပြီးတော့ပတောင်းချေရွာအုပ်စုကရွာတွေမှာတအိမ်တက်စင်းပတ်စံကျပ်2000ကျွဲစီလိုက်လံကောက်ခံနေတယ်လို့ဒေသခံတွေကသိရပါဗါတယ်ပတောင်းချေရွာအုပ်စုဟာ ရွာလေးရွာပါဝင်ပြီးတော့စုစုပေါင်းအင်ဂျီ1500ဝန်းကျင်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးနားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ